အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတစ်ချိန်လုံးကလွှားချေရွက်တွေနဲ့ပြည့်နေတဲ့ဒီနေရာလေးကယနေ့ခေတ်မှာတော့အလွန်စီကားပြီးတော့အိန္ဒိယနယ်သားတွေနေထိုင်ရာနေရာလေးတခုအကြောင်းဟောပြပေးမှာပါနော်ဒီနေရာလေးကို Little India လို့ခေါ်ဆိုပြီးတော့ဒီနေရာလေးကစင်ကာပူထဲမှာပဲတည်ရှိနေတာပါနော်ဒီ Little India ဆိုတဲ့နေရာလေးကလွန်ခဲ့တဲ့နှစ်များစွာတုန်းကဒီဥရောပသားတွေနှွားကုန်တွေအတွက်အသုံးပြုခဲ့တဲ့နေရာတစ်ခုဖြစ်ခဲ့တာပါနော် နွားနဲ့ပတ်သက်ပြီးထိန်းချုပ်နိုင်စရှိတဲ့ဒီအိန္ဒိယနယ်ပါးတွေကလည်းဒီနေရာလေးမှာအလုတ်ကင်ခွင်လန်းတွေပေါများတာကြောင့်ဒီနေရာလေးကိုပြောင်းရွှေ့ပြီးနေထိုင်လာခဲ့ကြတယ်ပေါ့နော်ဆရန်ကူးမြေကန်တက်လျှောက်တည်ရှိနေသောဒီနေရာလေးရဲ့ဒီနေရာကြောင့်မူလကနွားမွေးမြူရဲ့အတွက်ဆွဲဆောင်မှုရှိခဲ့တယ်ပေါ့နော်ဒါကြောင့်ပဲဒီနေရာလေးကမွေးမြူရဲ့လုပ်ငန်းအတွက်တစ်ချိန်ကတော်တော်ထင်ရှားခဲ့တဲ့နေရာလေးပါနောက်ပိုင်းမှာတော့နွားမွေးမြူရေလုပ်ငန်းကနေပြီးအမြန်ဆွနေရလာတဲ့ဒီဥရောပနိုင်ငံသားတွေကဒီစိတ်မြေတွေကိုရေထုတ်ပြီ ဥရောပနွားမွေးမြူရေးသမားများနဲ့ကုန်တယ်များကထွက်ခွာသွားကြတယ်ပေါ့နော်။ထို့ကြောင့်ဒီနေရာလေးမှာကအိန္ဒိယလူမျိုးအများစုပဲကျန်ရင်းခဲ့တာဖြစ်ပါတယ်။ဒီနေရာလေးက2023ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာလူတအုပ်ရင်မတော်တဆမှုဖြစ်ပြီးသေဆုံးပြီးနောက်နှစ်နိုင်အကြာအထီးကရုံးဖြစ်ပွားခဲ့တဲ့နေရာလေးလည်းဖြစ်တယ်ပေါ့နော်။ဒီအထီးကြီးုံကြောင့်လူ28ဦးတန်ရာရရှိခဲ့ပြီးလူ40ဦးလည်းဖမ်းဆီးခံရတယ်လို့သိရှိရပါတယ်။ ယခင်ကခွဲခြားထားသောနေရာတစ်ခုထဲမှာအိန္ဒိယလူမျိုးတွေကနေထိုင်လို့မရှိတော့လဲအင်ဂျင်မှုအမွေနဲ့အတွက်အိန္ဒိယလူမျိုးများ၏စီးပွားရေးသို့မဟုတ်အိမ်နစ်ဆက်မှုလုပ်ငန်းများကိုလက်တက်အိန္ဒိယတွေအများသောအားဖြင့်စုစည်းထားတာဖြစ်ပါတယ်။သို့သောအိန္ဒိယလူမျိုးများလွှမ်းမိုးထားသောစီးပွားရေးဆောင်များကိုလည်းတချို့ HDB အင်အားများတွင်လည်းတွေ့ရှိနိုင်ပါတယ်ဗောနော်။ Stereotype များနှင့်ဆန့်ကျင်ဘက်အနေဖြင့်လက်တက်အိန္ဒိယသည်အိန္ဒိယလူမျိုးများ၏ပတ်ဝန်းကျင်တစ်ခုထဲသာမဟုတ်ပါဘူး။အိန္ဒိယလူမျိုးများကိုအဓိကထားသောဆိုင်များနှင့်အတူဤပတ်ဝန်းကျင်တွင်တရုတ်လူမျိုးများ၏မိသားစုအသင်းဖွဲ့များ ကိုယ်ကိုယ်ယုံကြည်မှုအမျိုးမျိုးနဲ့လျှက်စစ်ပစ္စည်းများဟာဝဲဆိုင်ရာပစ္စည်းများထို့အပြင်ကျွန်တော်တို့စကန်ဟန်ပစ္စည်းများနဲ့ရိုးရဟင်ခတ်အမွှေးကြိုင်ပစ္စည်းများအကုန်လုံးပိုင်းများအထိစီးပွားရေးလုပ်ငန်းများစွာကိုဒီနေရာလေးမှာတွေ့ရနိုင်တယ်ပေါ့နော်။ဒီနေရာလေးမှာဆရန်ကူလမ်းမကြီးကလည်းအဓိကလမ်းမကြီးပြည့်ပါဝင်နေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီဆရန်ကူလမ်းမကြီးဘေးမှာကကျွန်တော်တို့ဒီတက္ကသန်တာတို့တက္ကမောတို့နောက်ပြီးရင်လစ်တဲအိန္ဒိယအခါတို့နောက်ပြီးရင်ဆရန်ကူပလာဇာတို့တရှိတာဖြစ်လို့ပါ ်ထို့အပြင်ဒီညလေးမှာကဟိန်နူဖျားเจ้าတွေနောက်ပြီးဘလီတွေတခြားကိုကွယ်မှုယုံကြည်ရာဆိုင်ရာနေရာများတွေလည်းတရှိတယ်ဗောနော်ဒီညလေးမှာ1929ခုနှစ်ကတိဆောက်ပြီးစီခဲ့တဲ့ဒီချက်เจ้าနဲ့ဖျားเจ้าအားလုံးပေါင်းစုစုပေါင်း5เจ้าကလည်းတရှိတယ်ဗောနော်ညလေးမှာကအမှုပညာအပြာခံတွေလည်းအများကြီးရှိရပါတော့1985ခုနှစ်မှာက National Art Council က Art Housing Shame ဆိုပြီးတော့မိတ်ဆက်ခဲ့တယ်ပေါ့နော်။ဤစဉ်ကအမှုပညာနဲ့ရည်ကြည်မှုဆိုင်ရာရည်ရွယ်ချက်များအတွက်ကျွန်တော်တို့ရှင်းအောင်အဆောက်အအုံတွေကိုဖော်ထုတ်ရန်ပြင်ဆင်ရည်ရွယ်ခဲ့တာဖြစ်တယ်ပေါ့နော်။ ီနေရာလေးကစင်ကာပူမှာရှိတဲ့အခြားနေရာများနဲ့မတူညီတဲ့ထူးခြားတဲ့နေရာလေးတစ်ခုပေါ့နော်ဥပမာချိုင်းနာတောင်ကမ်ပွန်ကန်လန်တို့နဲ့အတူရင်ကျင်းမှုဆိုင်ရာနေရာများဖြစ်လူတီများတဲ့နေရာသုံးခုထဲမှာတစ်ခုဖြစ်တယ်ပေါ့နော်ထို့ပြင်ဒေသကအိန္ဒိယအတိုင်းဝန်းတစ်ပါးအရေးပါသောနေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်သူတို့ကဒီနေရာကိုလာပြီးတော့အစားတောက်စားရင်ဈေးဝယ်ရင်လူမှုရေးလုပ်ငန်းတွေလှုပ်ဆောင်ရင်နဲ့ဆူတောင်းပြေးဝါရင်လာရလို့ရှိတယ်ပေါ့နော်ရှင်နိခင်မှာတော့လက်တဲ့အိန္ဒိယကိုအိန္ဒိယအတိုင်းဝိုင်းနေရာဖြစ်သိရှိခဲ့ကြတော့လေရခင်ကတော့ထိုးတော့မဟုတ်ခဲ့ပါဘူး အမှန်တော့လစ်တဲ့အိန္ဒိယကို Sustan Photography မှ Rafi မျိုးပြစီမံခဲ့တဲ့အတွက်အိန္ဒိယအတိုင်းဝိုင်းတွေကိုနေရအဖြစ်သတ်မှတ်ပေးခဲ့ပေးခဲ့ခြင်းမရှိခဲ့ဘူးပေါ့နော်1989ခုနှစ်များတွင်လက်တဲအိန္ဒိယဟုအမည်မတွင်လာမီကထိုနေရာကိုစင်ကာပူ၏အရှိကြဆုံးနယ်များထဲမှတစ်ခုဖြစ်သောဆရန်ဂူလန်အမည်ဖြစ်တာသိရှိခဲ့ကြတာဖြစ်ပါတယ်။ဒီဆရန်ဂူလန်ကို1828ခုနှစ်မှာမြေပုံတွင်ဒီစင်ကာပူနိုင်ငံအတွင်းဖျက်ဆီးသွားလာသောလမ်းအဖြစ်ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။ကဲအားလုံးပဲဒီနေ့ဗီဒီယိုလေးကိုတော့ကြိုက်နေတယ်လို့ထင်ပါတယ်။ကျွန်တော်ကတော့ထုံးစံတိုင်းအောင်ပြုစောပါ။ ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများရည်တင်ပါတယ်။ကဲကျွန်တော်နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်။